ဟယ်လိုအားလုံးမင်္ဂလာပါဘူဝမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ည Champions League ပွဲစဉ်นี่ကျွန်တော်တို့ဒါအတီးတီးရှင်ပြိုင်ကစားပြီးသွားကြပြီပေါ့နော်ဒီထဲမှာတော့ကျွန်တော်တို့ဒါ Chelsea နဲ့ Benfica တို့ရဲ့ပွဲကိုပွဲပြီးသုံးတဲ့ချက်လေးကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ Champions League ပွဲစဉ်นี่ဖြစ် Real Madrid ကလည်းအဝေးကွင်းမှာ9ဂိုးကူမရှိနဲ့နိုင်တယ် Atalanta က Club Brugge ကိုအိမ်ကွင်းမှာ9ဂိုးတကူနဲ့နိုင်ပြီးတော့ Marseille ကအိမ်ကွင်းမှာ Ajax ကို4ဂိုးပြတ်နဲ့ကျွန်တော်နိုင်တယ် အင်တာမီလန်ကလည်းအင်္ဂုမှာ3-0နဲ့နိုင်တယ်။ချယ်ဆီကလည်းကျတော့1-0နဲ့နိုင်ပြီးတော့ဂလာတာဆာရီကလည်းလီဗာပူးအသင်းကိုအင်ဝင်းမှာကျတော့1-0နဲ့နိုင်တယ်။အဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောပါမယ်။ဘိုင်ယန်မြူနစ်ကတော့ကျွန်တော်မျောလင့်ထားတဲ့အတိုင်းပဲအဝေးကွင်းမှာ1-5ဆိုတဲ့ရလဒ်နဲ့ကျွန်တော်နိုင်တယ်။ဆက်ပါကလည်းနော်ဝေမှာသွားကစားတဲ့ဘရူဂလင်းချ်ရဲ့ကွင်းမှာကျတော့ကမ်ဘက်တီပြန်လာရင်းနဲ့2-9စီတည်ကြတယ်ပေါ့နော်။အက်တလတီကိုမက်ထရစ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်တစ်မှာ ကျွန်တော်ဒီဂလာတာစာရီကို9ကိုတွင်းခဲ့တဲ့ကျွန်တော်ဒီ front back ကိုအိမ်ဝင်းမှာ9ကိုတွင်းနေ5-1နဲ့သူတို့9နေဆိုတော့ဒါကဒီနေ့ညကျွန်တော်ကစားသွားတဲ့အသင်းနေဆိုတော့အဲ့ဒီတက်ကမှကျွန်တော် Chelsea ရဲ့ပွဲကိုကျွန်တော်ပြောကြည့်အောင် Chelsea ကဒီပွဲမှာ1-0ဆိုတဲ့ရလနဲ့ကျွန်တော်နိုင်ပြီးတော့ Richard Rios ရဲ့ကျွန်တော်16မိနစ်မှာဖြစ်ခဲ့တဲ့ကျွန်တော်ဒါအုံဂိုးကနေတစ်ဆင့်ကျွန်တော်ဒါ Chelsea ကနိုင်သွားတယ်ဆိုတော့ Joao Petru ကတော့2-1တနီနဲ့ပေါ့နော်ပွဲပြီးခင်ဒီမှာကျွန်တော်ထုတ်ပယ်ခံလဲရပြီးတော့ ရှေ့မှာအနီကက်တွေထိထားတာကိုကျွန်တော်တို့အခုဆိုလို့ရှိရင်ထပ်ပြီးတော့ချဲစီကတွေ့နေရတော့မယ်အနီကက်တွေထပ်ပြီးတော့မြင်ခဲ့ရတော့မယ်ဒါပေမဲ့လို့သုံးမှတ်သူတို့အဖြစ်ရခဲ့တယ်ထူးထူးပြင်ပွဲစဉ်တက်မှာဒီဘိုင်ယန်မြူနစ်ကိုပေါ့နော်ကျွန်တော်တို့ဒါ3-1နဲ့ရှုံးခဲ့တဲ့ပွဲအပြီးမှာအခုလက်ရှိအမှတ်ပြန်ယူထားနေတယ်ဆိုတော့ဒါချဲစီတွေ့တော့ဒါကောင်းတဲ့အရာပေါ့လေနှစ်ပွဲကစားပြီးတဲ့အချိန်ဒီမှာကျွန်တော်6မှတ်သူတို့အသုံးမှတ်သူတို့ရတယ်ပေါ့ဆိုတော့နီးပြဂျိုဆေမော်ရီညိုအတွက်တော့ဒီချဲစီတင်းရဲ့ကွင်းကိုလာကစားရတယ်ပြီးရင်သူကင်တွေရတာကဲ ကျွန်တော်ဘင်ဖီကာလိုအသင်းမျိုးဖြစ်တဲ့အခါကျတော့အများကြီးတော့ကျွန်တော်မျှော်လင့်လို့မရဘူးပေါ့နော်ဒါပေမဲ့လို့ဒီပွဲကစားသွားတဲ့နေရာမှာအဆင်ပြေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘင်ဖီကာအနေနဲ့အိမ်ဝင်းမှာဆိုရင်တော့ချက်စီကိုပို့ပြီးတော့လုံပြနေတဲ့သဘောမျိုးပါဒါပေမဲ့လို့ဒါနှစ်ကြော့ကန်တဲ့အရာမဟုတ်တော့တဲ့အတွက်တို့အိမ်ဝင်းမှာတော့ထပ်ပြီးတော့မတွေ့ရဘူးဒါပေမဲ့လို့အဝေးဝင်းလာကစားတဲ့နေထားမျိုးမှာကျွန်တော်ဒီနယ်ဘင်ဖီကာကချက်စီကိုအတိုင်းအတာတစ်ခုထိတုံ့ပြန်နိုင်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်အေးဒီပွဲကနှစ်သင်းစလုံးအနေထားက အများကြီးကောင်းတဲ့ထူးထူးခြားခြား performance တွေကျွန်တော်နှစ်ဖက်စလုံးစီကကျွန်တော်မတွေ့ရဘူးဟိုဘေဘီကာအနေနဲ့လည်းပေါ့နော်ပြိုင်ပွဲကိုသူတို့အနေနဲ့ဒီထိမ့်ချုပ်ပြီးတော့ကစားနိုင်ခဲ့တဲ့အနေအထားမျိုးကျွန်တော်မရှိဘူးရုံးကန်ရတာတွေသူတို့အများကြီးကျွန်တော်ရှိတယ်ဆိုတော့ဘေဘီကာဘက်ကလည်းကျွန်တော်တွေးကြည့်ရင်ထူးထူးခြားခြားကြီးကျွန်တော်ပြောစရာရှိမနေခဲ့ဘူးပေါ့နော်ဒါကိုသမားအနေနဲ့တချို့လုံးနေမှားပြီးတော့ကျွန်တော်ဒါကိုကိုရဲကိုပြန်ဝင်မဲ့အချိန်မျိုးတွေကျွန်တော်ရှိခဲ့ပြီမဲ့လေလို့အချိန်မီရှင်းထုတ်နိုင်ခဲ့တာမျိုးတွေဒါမိုးလေးတွေကလွှဲရင်ထူးထူးခြားခြားပြောစရာမရှိဘူးဆိုတော့နီးပြဂျိုဆင်းမော်ရီညိုရဲ့အတင်းကတော့ အခုမှလည်းသူ့အနေနဲ့ကင်တွေရတာမျိုးဖြစ်တဲ့ခါကျတော့နောက်ပွဲဒီမှာအဆင်ပြေမလားကျွန်တော်ကြည့်ရမယ်ဒါပေမဲ့လို့ Chelsea နဲ့ပတ်သက်ရင်ပြောစရာတွေကျွန်တော်ရှိလာပြီဗောနော်ကြီးလာပြီဆိုတော့ကျွန်တော်တခြားမဟုတ်ဘူး Chelsea အနေနဲ့ကျွန်တော်ဒီ Benfica ကိုအနိုင်ရခဲ့တဲ့ပွဲမှာဆိုတော့နံပါတ်1အရေးကြီးဆုံးကတော့သုံးမှတ်ပေါ့လေ Champions League မှာ Barcelona Bayern Munich ကိုသူတို့ရှုံးထားတော့ဒီပွဲမှာအနိုင်ရဖို့ကသူတို့တဲ့နံပါတ်1အရေးကြီးဆုံးပဲဆိုတော့အဲ့ဒီမှာသူတို့အနေနဲ့လုံးဝအနိုင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဒါဒီနံပါတ်1အရေးကြီးဆုံးပဲ ကျွန်တော်သုံးဖက်သူလိုရတယ်ဒါပေမဲ့တော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ပြောစရာတွေကျွန်တော်ဖြစ်လာပြီပွဲတိုင်းလူလူကျွန်တော်အနေနဲ့အနီကပ်တွေတွေ့နေရတာကဒါတိတ်တော့ကောင်းတဲ့လက္ခဏာမျိုးတွေကျွန်တော်မဟုတ်ဘူး Chelsea ကစားမားတွေအနေနဲ့ဒီတက်ပို့ပြီးတော့ဗောနော် discipline ရှိရှိကျွန်တော်ကစားနိုင်မှာကျွန်တော်ရမယ်ကျွန်တော် Champions League ပွဲစဉ်သုံးပါဆိုရင်တိုက်စစ်မပါဘဲနဲ့သူတို့ကစားတော့မဲ့အခြေအနေမျိုးတွေ George ကိုပဲတိုက်စစ်မှာထပ်ပြီးတော့ထားတော့မဲ့အခြေအနေမျိုးတွေနဲ့ကျွန်တော်ကြုံလာရပြီဒါဟာလက္ခဏာကောင်းကျွန်တော်မဟုတ်ပါဘူးလက္ခဏာကောင်းကျွန်တော်မဟုတ်ဘူးဗောနော်ကစားမားတွေအနေနဲ့ဒီတက်ပို့ပြီးတော့ စီးကြကြဆင်းရဲကြကြကျွန်တော်ဒါကစားခဲ့တဲ့နေတယ်မှာကျွန်တော်ပါတယ်။ဇာမတယောက်ချင်းစီတိုင်း performance ကိုကျွန်တော်ပြန်ကြည့်ရင်အလဟန်ဒရိုကာနာချိုပေါ့သူရဲ့ဖြစ်တင်ဘောကနေတစင်အုံကိုရတယ်။ဒါပေမဲ့လို့ကာနာချိုအနေနဲ့လက်ရှိအချိန်ထိပေါ့နော်ချယ်ဆီမှာပွဲကစားခွင့်အများကြီးမရသေးတာမှန်တယ်။ဒီပွဲမှာသူစပြီးတော့ပွဲထွက်ခွင့်ရတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်။ဂျီဒန်ဆန်ဂျူလုတ်ပြသွားနိုင်တဲ့လောက်ကိုမလုတ်ပြဘူးမလုတ်ပြနိုင်ဘူးလို့ကျွန်တော်ထင်တယ် ချဲစီမှာငှားလာကစားတော့ငါဆန်ဂျူဝါအဲ့လောက်ကောင်းနေတယ်မှာကျွန်တော်မပါဘူး။ဒါပေမဲ့လို့အခုလက်ရှိကာနာချူလုံးပြထားတာနဲ့ပတ်သက်လို့ရှိရင်ဆန်ဂျူဝါအများကြီးပို့ပြီးတော့ကောင်းထားတဲ့ကစားမားပါ။ကျတော့ကာနာချူနီနဲ့ချဲစီကသူ့ပုံမှာငွေကြီးအမှန်ကန်ရင်းနှီးထားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တိတိပူကောင်းတဲ့ performance တွေကျွန်တော်မြင်ရသင့်တယ်။အခြေဆက်တွေလည်းအဲ့လောက်ထိကျွန်တော်မလုံနိုင်ဘူး။ဆုံးဖြတ်ချက်ချတာတွေကျွန်တော်တော်တော်နှီးတယ်။ဖြစ်တင်ပေါ်တွေဘာတွေမှာဆိုလို့ရှိရင်လည်းတိကျမှုနှုံတွေကျွန်တော်တော်တော်လေးကိုနည်းတယ်။ ဒါတော့မှသူ့အနေနဲ့ပေါ့နော်ပရိယံနဲ့ Chelsea မှာဆိုရင်ခံစစ်မှာစိတ်ပူစရာမလိုတာဘောလုံးပြန်ရဖို့စိတ်ပူစရာမလိုတာတိုက်စစ်ကိုလွတ်လွတ်လပ်လပ်သွားတဲ့အခြေအနေမျိုးမှာဂါနာချူစီးကတိတိပူကောင်းတဲ့ performance ကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုကကျွန်တော် George ပေါ့နော် George အနေနဲ့အဆင်မပြေပါနော်အကြောင်းများကျနှစ်ချက်ရှိတယ်ပဲနံပါတ်1ကဟိုနီးပြဖြစ်သူကသူ့ကိုကျွန်တော်တိုက်စစ်မှာထားတာပဲဒီနေရာမှာဂီယူတို့လိုကစားမတွေရှိရတာနဲ့ George ကိုပဲဆက်ပြီးတော့တုံးနေတာက နီးပြဖြစ်တဲ့အန်ဇိုမာရက်စ်ကတွေ့တော့ဝေဖန်စရာတွေကျွန်တော်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်ပေါ့နော်။ဒါပေမဲ့လို့ George ကဘလူးမှအဆင်မပြေဘူး။ George ကစားတာဘလူးမှကျွန်တော်အဆင်မပြေဘူးပေါ့နော်။ဆိုတော့အခုလက်ရှိနောက်တစ်ယောက်က Jimmy Giddens ၃ယောက်စလုံး Jimmy Giddens George Garnacho ဘလူးမှအဆင်မပြေဘူးကစားတာ။ဘလူးမှအဆင်မပြေဘူး။ဟိုဘာလို့လဲဆိုတော့ Giddens တို့ဘာလို့လဲပဲခုနကပြောလို့ Sancho တို့လောက်ထိကိုလုံးမပြနိုင်ဘူး။ နော်ဒေါမမာဆိုလို့ရှိရင်တကယ်ကောင်းတဲ့ performance သူပြခဲ့တယ်ပြခဲ့တော့ Chelsea ကတန်း90ဒီဘာတွေပေါ့နော်တန်း60ဒီဘာတွေနဲ့ကျွန်တော်တို့ခေါ်တယ်သို့တော်လည်းပဲတောင်မမာကစားနေတာဘလို့မှအဆင်မပြေဘူး George တို့ကအခုချိန်ထိ George နဲ့ပတ်သက်လို့ရှိရင် sorry ပြောလို့ရှိရင် Jamie Kidens နဲ့ပတ်သက်လို့ရှိရင်တကယ်ကောင်းတဲ့ performance ပါဟေးလို့ကျွန်တော်ပြောလို့ရတာဘာမှကျွန်တော်မရှိသေးဘူးဒါစိတ်ပူစရာကြီးဖြစ်နေပြီသူသဖြင့် Kruba မာတို့ကျွန်တော်မကစားနိုင်တဲ့အချိန်မှာကျွန်တော်အကူရတာဆိုလို့ပေါ့နော် တို့ဒီပက်ထရိုနေတိုတယောက်လောက်ပဲကျွန်တော်ရှိနေတယ်เนาะဆိုတော့ Estevao လို့ပါလို့ဆိုလို့ရှိရင်ကိုပူကောင်းအောင်ကစားနေတဲ့ကစားမားလေးတွေဆိုတော့ Jimmy Gittens တို့ George တို့ Garnacho တို့နဲ့စားလို့ရှိရင်တို့ဒီ Estevao ကတော့မှကျွန်တော်ပူပြီးတော့ကျွန်တော်တို့ပေါ့เนาะကောင်းနေသေးတယ်ဒါကြောင့်တိုက်စစ်မှာဆိုလို့ရှိရင် George တို့ Garnacho တို့ Gittens တို့ရဲ့ခြေစွမ်းတွေကတော်တော်ကိုကျွန်တော်ပြောစရာတွေပါဒီနေ့ပွဲမှာတော့နောက်တန်းကအမှားတွေပါတွေမရှိခဲ့ဘူး Barrier ရှိကကစားမားကောင်းနေမှာမပါပါဘူးဒါပေမဲ့လည်းလို့ပေါ့เนาะအစဉ်ပြေသေးလောက်လေးပဲသူကစားသွားနေနေ ခြေစီနောက်တန်းကတော့အားနေတဲ့နေရာမှာပါတယ်။နော်ကစားမအီသွေးကလည်းတိတ်ကောင်းနေတဲ့နေရာမှာမပါဘူး။ level crowway ကတော့ကျွန်တော်လွှင့် snapback တီထဲမှာဒါပေမဲ့လို့အဆင်ပြေအောင်ကစားသွားတယ်ဆိုတာကိုပဲကြီးသူတင်ရမလို့ကျွန်တော်ဖြစ်နေပြီ။ဆိုတော့ကျွန်တော်ခြုံကြည့်ရင်ခြေစီနေနဲ့ဒီ weekend မှာဆိုလို့ရင်တို့လီဗာပူးတင်းနဲ့လက်ခံကစားရမယ်ထင်ပါတယ်။အော်ချဲစီလေဘာဦးကလည်းလက်ရှိမှာပြိုင်ပွဲဆိုနှစ်ပွဲဆက်ရှုံးထားတယ်ဆိုတော့ချဲစီတွေ့တဲ့နည်းနည်းတွန်းအားတစ်ခုပြေကောင်းဖြစ်မှာပေါ့ဒါပေမဲ့လည်းလို့ပေါ့နော်ဒီကစားပုံနဲ့ဆိုရင်အဆင်မပြေဘူး ီကစားပုံနဲ့ဆိုရင်အဆင်မပြေဘူးကျွန်တော်တို့ Chelsea C ကနေပြီးတော့အသင်းလိုက်ဒီတက်ပူကောင်းတဲ့ performance ကိုမြင်ရသင့်တယ် Chelsea ကဒီတက်ပူပြီးတော့လုတ်ပြနိုင်သင့်တယ်ဒါဒဏ်ရာပြဿနာတွေကြောင့်လွဲနေတဲ့ကစားမကြီးလည်းရှိတယ်ဆိုပေမဲ့လို့ပေါ့နော်ဒီတက်ပူကောင်းအောင်တော့ Chelsea လုတ်ပြနိုင်ခဲ့သင့်တယ်တဲ့မှာကျွန်တော်ပါတယ် Chelsea ရဲ့စွမ်းဆောင်ရည်ကအားရကျင်းနေစရာကျွန်တော်ရှိမနေဘူးသို့တော်လည်းပဲကျွန်တော်အရေးကြီးတဲ့အပွဲမလာခင်မှာနိုင်သင့်နိုင်ထက်တဲ့အပွဲကိုနိုင်အောင်စွမ်းဆောင်ထားနေနေဆိုတော့ တကယ်တမ်းကတော့ဒါအရေးကြီးတဲ့အုံမှတ်ကိုယူနိုင်ခဲ့တာကပဲကောင်းတဲ့အချက်လို့ကျွန်တော်ပြောရမှာလားပဲเนาะဆိုတော့ Chelsea နေနဲ့ရှေ့မှာကျွန်တော်နေနဲ့ရလမကောင်းတာတွေဆက်နေတဲ့အချိန်မှာနီးပြ Mares ကတွေ့တော့ဒီပွဲနိုင်တာကဒိုင်းနာတခုဒီ PR တွေရော့သွားတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့လေ weekend မှာဘာတွေထပ်ပြီးတော့လုံးပြနိုင်မလဲပဲကျွန်တော်ကြည့်ရမယ်ဒီကလိုနေနဲ့ရောဒီနေ့ပွဲ Chelsea ရဲ့ performance နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်